မန်ချက်စတာယူနိုက်တက်နေပြအာမိုရန်ကမနေ့ကရှင်ပြိုင်ကစားခဲ့တဲ့ခြေစမ်းပွဲမှာ ASEAN All Star အသင်းကိုရှုံးနေပြီနော်အသင်းစွမ်းဆောင်မှုကိုအပြစ်တင်ပြောကြားခဲ့ပါတယ်မေလ28ရက်နေ့ကမလေးရှားနိုင်ငံတွင်ကျင်းပခဲ့တဲ့ခြေစမ်းပွဲတွင်မန်ချက်စတာယူနိုက်တက်အသင်းသည် ASEAN All Star အသင်းကိုမြန်မာလေရေးစင်မမောင်လင်းဤတလုံးသေးသောဂိုးဖြင့်ရှုံးနေခဲ့ပြီနော်ရှင်ပွဲစဉ်ခြေစမ်းနှင့်ပတ်သက်ရာမိုရန်ကရင်းကဲသို့ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်အာမိုရန်က စိတ်ပြက်စရာရလက်ပါပဲကျွန်တော်တို့အနေနဲ့လေ့ကျင့်ရင်းအစီအစဉ်တွေမှာအကောင်းဆုံးမလုပ်ခဲ့တာကြောင့်ပွဲမှာအခုလိုရလက်တွေထွက်ပေါ်ခဲ့တာပါကျွန်တော်တို့အနေနဲ့ဘာပဲဖြစ်ဖြစ်ဒီလိုပွဲမျိုးမှာတော့အနံ့ရသင့်ပါတယ်ဒီလိုရာသီဥတုမှာကစားသမားတွေဒဏ်ရာမရတာကပဲကျွန်တော်တို့အတွက်အရေးကြီးပါတယ်ဒါကစင်ကြေပေးတာမဟုတ်ပါဘူးကျွန်တော်တို့ဒီထက်ပိုကောင်းအောင်စမ်းဆောင်ကဲသင့်ပါတယ်လို့ပြောကြားခဲ့ပါတယ် Manchester United အသင်းဒီ Premier League တွင်အသင်းသမိုင်းတစ်လျှောက်အဆိုးရွားဆုံးရပ်တည်မှုနဲ့ရင်ဆိုင်ခဲ့ရသလိုယူပါလိဘောလုံးပွဲတွင်လည်းစပါးအသင်းကိုရှုံးနိမ့်ခဲ့တဲ့အတွက်ဝေဖန်မှုများနဲ့ရင်ဆိုင်ခဲ့ရပါတယ် ထို့သောပြီးခဲ့တဲ့ရာသီကရလတ်များဆိုရခဲ့တဲ့မန်ချက်စတာယူနိုက်တက်အသင်းသည်အခြားပရီးမီးယားလိအသင်းများရာသီကုန်တွေအနားယူနေကြတော့လေအသင်းဘန်နာရဲ့အတွက်အာရှသို့ချက်ချင်းခြေစမ်းပွဲထွက်ခဲ့ခြင်းဖြစ်ပြီးပထမအောင်ဆုံးပွဲမှာပင်မြန်မာလေရေးစင်မမောင်လင်း၏ဂိုးဖြင့်အာဆီယံဩစတာသင်းကိုရှုံးနိမ့်ခဲ့ခြင်းဖြစ်ပါတယ်